ားလုံးပဲမင်္ဂလာပါခင်ဗျာဘေကင်းကျမ်းမာကြပါစေ2025ခုနှစ်နိုဝင်ဘာလ28ရက်နေ့ညပိုင်းမျိုးတစ္ဆာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါတော့မယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းထပ်ပြီးတောင်းဆိုပါရစေခင်ဗျာဒီနေ့တင်ပြပေးဖို့ရွေးချယ်ထားတဲ့သတင်းတွေကတော့ဒီမိုးကုတ်မြို့ကနေကာကွယ်ရေးတပ်ဖွဲ့တွေစုခွာမယ်ဆိုတဲ့သတင်း နောက်ပြီးတော့နတ်တလင်းမှာရှိတဲ့ဓမငယ်ရဲစခန်းနဲ့တောင်ညူကွက်တဲ့ရဲစခန်းအပါဝင်စစ်တပ်တပ်ဆွဲထားတဲ့နေရာတွေကိုတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်မိရှုရှင်းလင်းတယ်ဆိုတဲ့သတင်းနောက်ပြီးတော့ဒီပီစောတီကောင်းဆောင်ဦးဝါတဝထင်းချုပ်ထားတဲ့တစဲမူးတိန်ရွာကိုတော်လိုင်းတပ်တွေကသိမ်းပိုက်တယ်ဆိုတဲ့သတင်းလည်းတင်ပြเสียရှိပါတယ်။နောက်ပြီးတော့ဝိုင်းမော်ဒေတာကစစ်တပ်နေရာတချို့ကို KIA ကသိမ်းပိုက်ပါတယ်။ဒါကိုစစ်တပ်ကလေကြောင်းနဲ့အကြီးကျယ်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းလည်းရှိပါတယ်ခင်ဗျာ။ ။နောက်ပြီးတော့ဒီကရင်ပြည်နယ်မင်းလက်ပံကျေးရွာအနီးမှာလည်းတိုက်ပွဲတွေဆက်ပြင်းထန်နေတဲ့အကြောင်းလည်းပြောစရာရှိပါတယ်။ပြီးတော့ဒီစစ်မှုထမ်းတပ်သားသစ်၅ဦးကတနက်၅လက်နဲ့ခရမ်းတွေယူဆောင်လာပြီးအလင်းဝင်လာတာကြောင့်စုငွေတွေချင်းမြင့်ပြီးတော့ဒီပြပမှာတွားရောက်လှုပ်လှုပ်ကြိုင်ဖို့ကိုလည်းစီစဉ်ပေးခဲ့တယ်လို့သိရပါတယ်ခင်ဗျာဒီသတင်းတွေကိုသုံးသုံးလင်းလင်းစုစည်းတင်ဆက်ဖို့ပြင်ဆင်ထားတာဖြစ်ပါတယ်ခင်ဗျာ ပထမဆုံးသတင်းအနေနဲ့မိုးကုံမြို့ရဲ့နောက်ဆုံးအခြေအနေတစ်ခုကိုတင်ပြကြပါမယ်။ဒီမန္တလေးတိုင်းမိုးကုံမြို့နယ်မှာတပ်ဆွဲနေထိုင်တဲ့ကာကွယ်ရေးတပ်ဖွဲ့အားလုံးမြို့ကနေဆုတ်ခွာသွားပြီလို့မြို့ကန်တွေကနိုဝင်ဘာ28ရက်မှာဒီပြောဆိုပါရတယ်။ဒီနိုဝင်ဘာလ25ရက်နောက်ပိုင်းကလေးကတရနယ်လေးရဲ့ညွန်ကြားချက်နဲ့မြို့ပပလည်းကဗျူဟာကုန်းတွေမှာအထိုင်ချတက်ဆွဲထားတဲ့ကာကွယ်ရေးတပ်ဖွဲ့တွေအားလုံးမြို့ကနေဆုံးကွာကုန်တယ်လို့ဆိုပါရခင်ဗျာ။ ဒီလက်တလောမှာလည်းမိုးကုတ်မြို့အဝင်အထွက်ကိုဒေသခံတွေဖြတ်သန်းသွားလာအခွင့်မပြုတော့ပဲပြီးခဲ့တဲ့နိုဝင်ဘာ29ရက်နေ့ကတည်းကတရနယ်လေးကပိတ်သိမ်းထားတယ်လို့အမည်မဖော်လိုတဲ့စီးရီးတရေရင်းမြစ်နဲ့နှိစက်သူတူကပြောပြပါရယ်သူပြောပြတာကတော့ဒီကာကွယ်တပ်ဖွဲ့တွေကမြို့မှာမရှိတော့ဘူးအကုန်ဆုတ်သွားပြီးမြို့ကလည်းတိတ်ဆိတ်နေတယ်လို့လူသွားလူလာလည်းမရှိဘူးပြီးတော့စစ်တပ်ကမိုးကုတ်မိုင်းလုံးအဲ့ဒီဘက်ကတိုက်ရင်လိုက်ဝင်မယ်လို့ကြားတယ်မြို့ကိုလွှဲပြောင်းရေးအတွက်လည်း သူတို့စစ်တပ်နဲ့တင်းနယ်လေကြဒီနေ့ထပ်ဆွေးနွေးမယ်လို့ကြားတယ်လို့ပြောပြပါရယ်ခင်ဗျာဒီဓာတ်ပြင်ပြက်ခတ်ရဆိုင်ညင်ပြတဲ့နောက်ပိုင်းမှာအခုရက်ပိုင်းအတွင်းမှာပဲတင်းနယ်လေကခေါ်သွင်းလာတာကြောင့်စစ်တပ်ကတပ်သားတွေရှေ့ပြေးအင်အား200နီးပါးလောက်ရောက်ရှိနေတယ်လို့ဒီတော်လိုက်တပ်ဖွဲ့တွေနဲ့နေဆက်သူတွေကလည်းပြောပါရယ်ခင်ဗျာဒီနိုဝင်ဘာလ28ရက်ဒီကနေ့မနက်ပိုင်းမှာလဲမိုးကုံမြို့နယ်အတွင်းကဈေးတွေဆိုင်ငန်းတွေကိုပိတ်သိမ်းခိုင်းတာ မြို့တွင်းလမ်းတွေကိုလည်း DNL ကပြေးမဖြတ်တော့ဘူးလို့အမည်မဖော်လိုတဲ့ဘုကုမြို့ကတူကလည်းပြောပြပါရခင်ဗျာဒီဈေးတွေဆိုင်ကန်းတွေအကုန် DNL ရဲ့ရဲတွေကအကုန်ပိတ်ခိုင်းတာမြို့ထဲတွာလာနေတဲ့မြို့ကန်တွေကိုလည်းပြန်လဲခိုင်းနေတယ်လမ်းစုံလမ်းကွာနေရာတွေမှာလည်း DNL ကအကုန်လုံးလုံခြုံရေးယူထားကြတယ်အကုန်အပြင်ပြေးမထွက်ကြတော့ဘူးစစ်တပ်ကအခုထိဝင်မလာသေးပေမဲ့မြို့ကန်တွေကတော့တော်တော်ကြောက်နေကြတယ်လို့ပြောပြပါရခင်ဗျာ တီအန်အယ်လေးပြောရေးဆိုခွင့်ရှိသူလူရည်ဦးကတော့အပြည့်အပြည့်နောက်ပိုင်းမိုးကုတ်မြို့ကနေတီအန်အယ်လေးတက်တွေဆုတ်ခွာနေပေမဲ့နိုဘလာ29ရက်နဲ့30ရက်မှာတော့ကြံရှိနေတဲ့အားအလုံးမျိုးကနေအပြိပိုင်ဆုတ်ခွာသွားမယ်လို့ MFP သတင်းဌာနကပြောဆိုထားခဲ့ပါတယ်။ဒီလက်တလုံးမှာတော့မိုးကုတ်မြို့ကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ဖို့ပြင်ဆင်နေတာကြောင့်မြို့ကလူထုတွေဟာစစ်အုပ်စုနဲ့ကင်းစင်နဲ့နယ်မြေတွေနဲ့တခြားဒေသတွေကိုအလုံးရင်းနဲ့ထွက်ခွာရွှေ့ပြောင်းကုန်တာကြောင့် မြို့ကလူသွားလူလာမရှိဘဲတိတ်ဆိတ်နေတယ်လို့လည်းဆိုပါတယ်ဒီတရုတ်ရဲ့ဖိအားပေးအကြိုင်မှုတွေကြောင့်မို့နိုင်ငံရဲ့စစ်အုပ်စုနဲ့ TNL တပ်တို့ကြောင့်ကုမင်းမြို့မှာပြည်ရသဘောတူညီချက်နဲ့မိုးကုန်းနဲ့မိုးမိတ်မြို့တို့ကိုလက်လွတ်ခဲ့ရတာဖြစ်ပါတယ်ခင်ဗျာနော်ဘကိုးတိုင်းနတ်တလင်းမှာဒီဓမ္မငယ်ရဲစခန်းတောင်ညူကွက်သိရဲစခန်းအပါဝင်စစ်တပ်တပ်ဆွဲထားတဲ့နေရာတွေကိုတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်မိရှုရှင်းလင်းနေဆိုတဲ့သတင်းကိုဆက်ပြီးတင်ပြပါမယ်။ ပဲဘကုတိုက်နတ်တလင်းမြို့နယ်မှာရှိတဲ့ဓမငယ်ရဲစခန်းတောင်ညူကွက်တိရဲစခန်းပါဝင်ချမ်ဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာတွေကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ပြီးတော့မိရှုရှင်းလင်းခဲ့တယ်လို့ဒီ383တက်တရဲ့ဒူရင်မှုကိုညီညီကရန်ကုန်ခေတ်တည်ထောင်နာကိုပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာနိုဝင်ဘာလ29နေ့ည9:00နာရီလောက်မှာနတ်တလင်းမြို့နယ်ဓမငယ်ရွာမှာရှိတဲ့စစ်တပ်ရဲ့တစ်ချိုချံအထွတ်တိုးစခန်း တမန်ငယ်ရဲစခန်းနဲ့တောင်ညူကွက်တဲ့ရဲစခန်းတို့ကိုတော်လိုက်တပ်ဖွဲ့တွေကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ကြတာလို့သိရပါတယ်။ဒီအဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သားနဲ့ပြူစော့ထိအားလုံးစုခွာထွက်ပြေးသွားတာကြောင့်ဒေါ်လာရဲ့ရဲဘော်တွေကရဲစခန်းအပါဝင်စစ်တပ်တပ်ဆွဲထားတဲ့နေရာတွေကိုမိရှုရှင်းလင်းခဲ့တဲ့အကြောင်းသိရပါတယ်ခင်ဗျာ။ မင်းကနတ်တလင်းမျိုးနဲ့ဓမငယ်ရွာတစ်ချိုကြအတွင်းမှာရှိတဲ့ပြူခွေးစစ်ခွေးအပါဝင်ဓမငယ်ရဲစခန်းကိုကျွန်တော်တို့တွန်လိုင်းရဲဘော်တွေကတပြိုင်တည်းဝင်ရောက်တက်ခိုက်ခဲ့တာပါစစ်ခွေးနဲ့ပြူခွေးတွေကကျွန်တော်တို့ဝင်တိုက်တဲ့အချိန်မှာအကုန်လုံးထွက်ပြေးသွားလို့စခန်းကိုမိရှုပ်ဖျက်ဆီးလိုက်တယ်ဒီနောက်ပြည့်တောင်ညိုကွက်တဲ့ရဲစခန်းကိုလည်းကျွန်တော်တို့ရဲဘော်တွေလက်နက်ကြီးတွေနဲ့ဝင်ရောက်ပစ်ခတ်တက်ခိုက်ခဲ့ပါတယ်လို့၃၈၃ညတဲ့တိုက်ရင်ဒူးရင်မှုကိုညင်ကြီးကပြောဆိုတာဖြစ်ပါတယ် ဒီအဲ့ဒီတိုက်ခိုက်မှုအတွဲမှာထွက်ပြေးသွားတဲ့စစ်သားနဲ့ပြည်သူထီးတွေဟာမင်းဘူးကျွန်းပြည်သူထီးရွာထဲမှာရောက်ရှိနေပြီးတော့အင်အား30လောက်ရှိပါတယ်။အဲ့ဒီကျေးရွာကိုလည်းတော်လိုက်တပ်ဖွဲ့တွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ဒီနေ့နိုဝင်ဘာလ28ရက်နေ့ဒီ12:45မိနစ်မှာအောင်မြင်စွာသုတ်ခွာနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်ခင်ဗျာ။အဲ့ဒီတိုက်ခိုက်မှုကိုတပ်ရင်း3837တပ်ရင်းရုပ်ရဲဘော်တွေဖြစ်တဲ့တပ်ခွဲ2 4 6ခွန်တို့က ပူပေါင်းလှုပ်ဆောင်ခဲ့ကြတာဖြစ်ပြီးတော့တော်လိုင်းရဲဘော်တွေကတော့အထူးကဲမရှိစုခွာနိုင်ခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာနောက်တရင်တပုတ်ကတော့ဒီပြူစောတိကောင်းဆောင်ဥဝတဝထိမ့်ချုပ်ထားတဲ့တစဲမူးတိမ်ရွာကိုဒီတော်လိုက်တက်တွေကတိမ်ပိုက်လိုက်တယ်ဆိုတဲ့သတင်းကိုဆက်ပြီးတင်ပြပါမယ်။ စကိုင်းတိုင်းဒဇယ်မြို့နယ်မှာပြူစောတိခေါင်းဆောင်ဖုန်ကြီးဦးဝါတော်ထိန်ချုပ်ထားတဲ့ပြူစောတိရွာမူးတိန်ကိုနိုဝင်ဘာ28ရက်မနေ့ပိုင်းမှာတော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ဒူဝင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကအတည်ပြုပြောဆိုပါတယ်ခင်ဗျာမူးတိန်ရွာမှာစစ်အုပ်စုတပ်နဲ့ပြူစောတိတပ်အား100လောက်နဲ့တပ်ဆွဲနေထိုင်နေတာဖြစ်ပြီးတော့ဒီမနေ့ပိုင်းမှာအလင်းငိုက်ဝေရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲနှစ်နာရီကျော်ကြာဖြစ်ပွားခဲ့ကတနက်9လက်နဲ့10လက်နဲ့အုံဆောင်ပစ္စည်းတချို့ တင်းစီရမိခဲ့တယ်လို့လဲဆိုပါတယ်ခင်ဗျာဒီမူးတင်ရွာဟာစီရီရဒဇယ်နယ်ထဲမှာစီရီရအရေးပါတဲ့ပြည်စောတိရွာတွေပါဖြစ်တယ်လို့ဒူဝင်ပြည်သူကာဝေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောပါတယ်အဲ့ဒီရွာကဝါတော်အုပ်ချုပ်တဲ့ပြည်ရွာတွေအထက်ကတရွာပါမူးတင်ရဲ့ဘေးကပ်ရဲ့မူးခွားရွာကလည်းပြည်ရွာပါပဲအဲ့ဒီနောက်တပတ်လေလုံးကရွာတော်တော်များများကပြည်ရွာတွေများတာပါလောလောဆယ်တော့နေမြေရှင်းလေးလုံနေတော့ပါလို့ပြောပြပါပါတယ်ခင်ဗျာ မူတိန်ရွာကိုတိမ့်ပိုက်ပြီးတဲ့နောက်စစ်တပ်ကလေကြောင်းကနေလာရောက်ဘုံကျဲနေတာကြောင့်နယ်မြေရှင်းလင်းရေးတွေကိုလုံဆောင်နေတာမပြီးသေးဘူးလို့လည်းဆိုပါရယ်စစ်တပ်ကမူတိန်ရွာမကြအောင် A5 ဂျက်ပိုက်တာအမျိုးသားနဲ့လေကြောင်းကနေဘုံအလုံးကြီးဆဲချီနှစ်ကြိမ်ပစ်ခတ်ခဲ့တယ်လို့ဝိုင်တွဲနဲ့လည်းဘုံအလုံးကြီး80ကျော်ပစ်ခတ်ခဲ့ပြီးတော့ကမ်ဘလူ633 6ကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့တယ်လို့ဆိုပါရယ် ဒီဒီတိုက်ခိုက်မှုကိုဗျူဟာ52ပေါ်ဦးစစ်ကြောင်းတစ်စဲမြို့နယ်ပောက်ကဖရွှေဘိုခရိုင်အမှတ်25တပ်ရင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဒူဝင်ရေဦးမြို့နယ်အဖွဲ့ဝန်တပ်ပါလာရေဦးမြို့နယ်အဖွဲ့ drone force တစ်စဲအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ဆိုပါတယ်ခင်ဗျာနောက်ကချင်ပြည်နယ်ကဒီတရင်တစ်ခုကိုဆက်ချင်ပါတယ်အဲ့ဒါကတော့ဒီ white mode data ကစစ်တပ်နေရာတချို့ကို KIA ကတင်ပိုက်လိုက်တယ်လို့သိရပါတယ်ခင်ဗျာ ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လမြန်ကျေးရွာနာကစစ်ကောင်စီတပ်ဆွဲနေရာတချို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကသိမ်းပိုက်နိုင်ခဲ့တဲ့အကြောင်းစစ်ရေးတရင်ရင်းမြစ်အချို့ကပြောကြပါဗျ။ဒီနိုဝင်ဘာလ28ရက်ညပိုင်းမှာလမြန်ကျေးရွာကစစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ခြေကုပ်နေရာတွေကိုသိမ်းပိုက်ခဲ့တာမှာလက်နက်ခရတွေရရှိခဲ့တဲ့အကြောင်းကချင်စစ်ရေးတရင်ရင်းမြစ်တူကပြောပြပါဗျ။ဒါနဲ့ပတ်သက်ပြီးတော့တခြားစစ်ရေးတရင်ရင်းမြစ်တူကလည်းအခုလိုအတည်ပြုပါဗျ။ တိုက်ပွဲတောက်လျှောက်ရှိတဲ့ဒီနေ့မနေ့လဲဂျက်လေရင်၄ချိန်လာကျဲပြီးပြီလို့ပြောပြပါရခင်ဗျာမနေ့ကတိမ့်ပိုက်ခတ်တဲ့နေရာကိုစစ်ကောင်စီတပ်ကလေကြောင်းတက်ခိုက်တာတွေများစွာပြုလုပ်လာလို့ KAI ဘက်ကပြန်ဆုတ်ခွာထားကြောင်းလည်းပြောပြပါရတယ်။ KAI သတင်းပြည်ကြီးဌာနတာဝန်ကဘုံကြီးနော်ဘူးကလည်းဝိုင်းမော်လက်မြန်ဒေတာအခြေအနေကိုနိုဝင်ဘာလ28ရက်နေ့ကဖြေကြားထားရမှာ လက်မြန်ဘက်မှမြေပြင်ထိုးစစ်ထက်လက်နက်ကြီးဒရုန်း၄ချောင်းတက်ခိုက်တာတွေစစ်ကောင်စီကနေတိုင်းလိုလိုပြုလုပ်နေတယ်လို့အသိပေးပါတယ်။သူပြောတာကဒီသူတို့ရဲ့လက်လွတ်ခဲ့တဲ့ဒီရွှေညောင်မဲစကမ်းဘက်မှာလည်း၄ချောင်းကနေဘုံကျက်တက်ခိုက်တာတွေ့ရပါတယ်။ပြည်သူလူထုရဲ့အိမ်တွေထိခိုက်တာ ရှိတယ်။နောက်လက်မြန်ဘက်မှာလည်းသူတို့အမြဲလိုလိုထိုးစစ်ဆင်ဖို့မြေပြင်ကနေပြင်ဆင်တာတွေ့ရတယ်။အဲ့ဒီမှာကျွန်တော်တို့လည်းအမြဲတမ်းစောင့်ကြည့်ပြီးမှ တိုက်ခိုက်နေတာဖြစ်ပါတယ်လို့ဘုံကြီးနှုတ်ဘူးကနိုဝင်ဘာ29ရက်မှာပြောကြားထားတာဖြစ်ပါတယ်ခင်ဗျာဒီ KIA နဲ့စစ်ကောင်စီတပ်တို့ဟာဗမော်မြို့နယ်မှာလဲတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့ဖက်ကန်ဘက်မှာလဲစစ်တပ်ကလက်နက်ကြီးဒရုန်းတိုက်ခိုက်တာတွေမကြာခဏပြုလုပ်လျက်ရှိပါတယ်ဗမော်တိုက်ပွဲတွေအတွက်မှာစစ်ကောင်စီတပ်ရဲ့ဒရုန်းတွေကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့ကဖမ်းယူရရှိသိမ်းဆည်းနိုင်ခဲ့တဲ့အကြောင်းကချင်စီးရေးသတင်းအရင်းမြစ်ကပြောပြပါတယ် ဒီဗမောအပါဝင်ကချင်ပြည်နယ်အတွင်းမှာလက်တလော့စီရေးအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ KIA သတင်းပြန်ကြားရေးဌာနဒီတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကနိုဝင်ဘာလ29မှာပြောကြားထားတာမှာတိုက်ပွဲတွေကတော့ဆက်ရှိနေတယ်လို့အသိပေးထားပါတယ်ခင်ဗျာ။နောက်ကချင်ပြည်တော့ကရင်ဘက်ကမင်းလပန်ရွာတိုက်ပွဲသတင်းဆက်ကျင်ပါတယ်။မင်းလပန်မှာတော့တိုက်ပွဲတွေကတော့ဒီနေ့လဲဆက်လက်ပြီးပြင်းထန်နေတယ်လို့ဆိုပါတယ်ခင်ဗျာ။ ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်မင်းလက်ပံကျေးရွာအနီးမှာထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ GNU ပူးပေါင်းတပ်တို့အကြားဒီကနေ့နိုဝင်ဘာ28ရက်မှာလည်းတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်တာတွေလှုပ်ဆောင်နေတယ်လို့ကရင်စစ်ရေးတရင်အရင်းမြစ်တွေကပြောပါတယ်ခင်ဗျာထိုင်းမြန်မာနယ်စပ်နေကြမြစ်တောင်ရင်မြစ်ဘေးမှာရှိတဲ့မင်းလက်ပံရွာကိုနိုဝင်ဘာ21ရက်နေ့ကစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့လေကြောင်းပစ်ကူအာယူပြီးတော့ အင်အားသုံးထိုးစစ်ဆင်လာတာဖြစ်ပြီးတော့နိုဝင်ဘာ28ရက်နေ့ထိနှစ်ဖက်တိုက်ပွဲတွေဆက်ပြင်းထန်နေသေးဖြစ်တယ်လို့ကရင်စီရီတရင်အရင်မြစ်ကပြောပါရယ်ဒီပွဲချမ်းတိုက်ပွဲဖြစ်နေတဲ့မင်းလက်ပံတရုတ်ဆိုင်နာမှာနောက်တော့စစ်တပ်ပြန်လည်သွားပြီးအခုထိတွေ့တိုက်ပွဲဖြစ်နေသေးပဲလို့ကရင်စီရီတရင်အရင်မြစ်ကပြောပါရယ်နေသမြင်းနေမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးတွေပြတ်ခတ်တိုက်ခိုက်တာတွေကြောင့်မို့ထိုင်းဖက်ချနေသက်လုံညိုရေးယူထားတဲ့ထိုင်းစစ်တပ်က မိကိုဘုံငါလုံးလောင်းနဲ့အချက်ပြပြခတ်ပြတယ်လို့လည်းသိရပါတယ်ခင်ဗျာဒါပြတိုက်ပွဲတွေပြင်းထန်တာကြောင့်ဒေသခံတွေလည်းထပ်ပြေးပိုးအောင်နေရတယ်လို့ထိုင်းစစ်တပ်ကလည်းမြန်မာပဲခြံဖြစ်ပွားနေတဲ့တိုက်ပွဲအခြေအနေကိုစောင့်ကြည့်နေပြီးတော့လုံခြုံရေးတွေတင်းကျပ်ထားတယ်လို့ထိုင်းနယ်စပ်သတင်းတွေမှာဖော်ပြထားကြပါတယ်ဒီမင်းလက်ပံရွာဟာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKB ရဲ့ထိန်းချုပ်နယ်မြေဖြစ်ပါတယ်နိုဝင်ဘာ21ရက်နေ့ကမြောက်ပြည်မြို့တောင်ဘက်မင်းလက်ပံရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KNU တို့အကြတိုက်ပွဲတွေဖြစ်နေချိန်ဘုံမူကြီးနိုင်လွင်ဥဆောင်တဲ့ DKB တပ်ဖွဲ့တွေကစစ်တပ်ဘက်ကနေပြီးတော့ KNU တပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ခဲ့တယ်လို့ KNU ကသတင်းထုတ်ပြန်ထားပါတယ်။ DKB တပ်ဖွဲ့တွေတပ်ဆွဲထားပြီးတော့တိုက်ခိုက်တဲ့နေရာကို KNU တပ်ဖွဲ့ကဝင်ရောက်ရှင်းလင်းခဲ့တာမှာ DKB တပ်ဖွဲ့ဝင်230ဒီလက်နက်ချခဲ့ပြီးတော့စခန်းကိုလည်းထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ KNU ကဆိုထားပါတယ်ခင်ဗျာ။ အဲ့ဒီနေရာမှာ DKPA ရဲ့အကာအကွယ်ပေးမှုနဲ့ကြားဖြန့်အလုပ်ယုံလဲပတ်နေပြီးတော့ကြားဖြန့်လုပ်သားအင်အား2000လောက်ရှိတာကို စစ်ဆေးတွေ့ရှိရတယ်လို့ KNU ရဲ့ကြေညာချက်မှာထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်စစ်မှုရန်တပ်သားတဲ့5ဦးကတနက်9လက်နဲ့ခရမ်းတွေယူထောင်လာတာကြောင့်စုငွေတွေချိမြင့်ပြီးတော့ပြပတ်မှာတွားရောက်လုလုကင်ဖို့လဲစီစဉ်ပေးခဲ့တယ်လို့ဆိုတဲ့သတင်းကိုဆက်တင်ပြပါမယ်။ ဒီတနင်္လာနေ့တိုင်းရေပြူမြို့နယ်မှာခလာရ404တပ်ရင်းကစစ်မှုရာတပ်သားတဲ့5ဦးကတနက်9လက်နဲ့ခရမ်းတွေယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာတဲ့အကြောင်းဘတ်ထူးအာမီ BHA ကတာဝန်ရှိသူတို့ကပြောဆိုတာဖြစ်ပါတယ်။ဒီနိုဝင်ဘာလ28ရက်နေ့ရေပြူမြို့နယ်ရန်ကင်းကျေးရွာရန်ကင်းတရာကာကင်းကိတ်စခန်းမှာတာဝန်ကျနေတဲ့ခလာရ404တပ်ရင်းကစစ်မှုရာတပ်သားတဲ့ရဲလွင်မှုအောင်အောင်ငင်းချမ်းတော်အောင်ခန့်တော်နဲ့တပ်ထုံးဝေတို့က တနက်ငါးလဲနဲ့ခရဲနဲ့ယူထောင်လာပြီးတော့ဘတ်တူးအာမီဒီကိုအလင်းဝင်ရောက်ခဲ့တာလို့သိရပါတယ်ခင်ဗျာအလင်းဝင်စစ်မှုထမ်းတပ်သားတဲ့ငါးဦးက MA1 တနက်3လက် MA2 တနက်တလက် MA4 တလက်ဂျီပေါက်18လက်ကူအိနာကဘုံဒီနှလုံးနဲ့5.56ဒီ1168တောင်းတဲ့သူအလင်းဝင်ရောက်လာခဲ့တာဖြစ်ပါတယ်အဲ့ဒီအလင်းဝင်ရောက်လာတဲ့သူ၅ဦးကိုတဦးကိုစုငွေအဖြစ်ကြက် တိန်40ဒီချင်းမြင့်ခဲ့ပြီးတော့၎င်းတို့ရဲ့စန္ဒသဘောထားအတိုင်းပြည်ပကိုတွားရောက်လှုပ်လှုပ်ကင်ဖို့ကူညီဆောင်ရွက်ပေးခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာဒီသူတို့တာဝန်ကျတဲ့ကာကင်းစခန်းကနေထွက်ပြေးလာခဲ့တာပါအလုံးဝင်ရောက်လာတဲ့သူက9ဦးစလုံးကစစ်မှုထမ်းတပ်သားတစ်တွေပါအလုံးဝင်ရောက်လာတဲ့သူ9ဦးစလုံးကစစ်မှုထမ်းအပတ်စဉ်9 8 11အဲ့ဒီ၃ခုကပါစစ်မှုထမ်းအပတ်စဉ်၅ကလည်းပါတယ်၈လည်းပါတယ်၁၁ကလည်းပါတယ်အလင်းဝင်ရောက်လာတဲ့သူစစ်မှုထမ်းတသက်၅ဦးစလုံးက နေထိုင်တဲ့မြို့နယ်တွေကတော့ရန်ကုန်အေယာဝတီပဲခူးရှမ်းပြည်နေရာတုံကပါတဲ့အလင်းဝင်ရောက်လာသူကငါဥစလုံးကပေါ်တာဆွဲခံရတဲ့သူတွေပါလို့ဘတ်ထူးအာမီကဒီတဝရှိသူတို့ကပြောဆိုတာဖြစ်ပါတယ်ခင်ဗျာအကျံဖက်စစ်တပ်ကလေကြောင်းတက်ခိုက်တာတွေကိုနိုင်ငံရဲ့နေရာအသီးသီးမှာအဓိကထအသုံးပြုတက်ခိုက်လာတာနဲ့ဗျပြည်သူတွေအနေနဲ့လေကြောင်းတက်ခိုက်မှုအန္တရာယ်ကာကွယ်ဖို့အတွက် ကျူတီပစ္စည်းဓာတ်တွေပြုလုပ်ထားဖို့အကြံဖက်စစ်တပ်ရဲ့လက်ကင်တို့ဖြစ်တဲ့ပြည်သူ့ထီးတွေပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့စစ်ကောင်မချင်းလက်အောက်ခံတပ်ဖွဲ့ဝင်တွေအနေနဲ့တနင်္ဂနွေနေ့အတိုင်းအတာကြာရှုံးမှုပေါင်းများစွာနဲ့ရင်ဆိုင်နေရတဲ့အကြံဖက်စစ်တပ်ကိုဆွန့်ခွာပြီးတော့ပြည်သူ့ရင်ခွင်ကိုအများဆုံးခိုလုံဝင်ရောက်ကြဖို့ဗထုအမေကအတိပေးနှိုးဆော်ထားပါတယ်ခမနိုဝင်ဘာလ28ရက်နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမျှသာဖြစ်ပါတယ်ခမကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ် ။နောက်ရက်တွေမှာလည်းတော်လိုင်းရင်တရင်ကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ။